အားလုံးပဲမင်္ဂလာပါ view စီတဲ့ထဏာနဲ့ကျဆိုပါရစေကျွန်မကတော့ snow ပါဒီကနေ့ဂျွန်လ30ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးတော့မှာပါယနေ့မနက်ပိုင်းနားဆင်ရမယ့်သတင်းလေးကတော့ကလေးမျိုးကနေဆင်ရအလုံးရင်ဖြစ်ချင်းတောင်တက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ချင်းတောင်လှရေးပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထင်အားနေတယ်လို့သိရပါတယ် UFC flyweight တန်ကပါစင်တီဘရန်ဒန်ရိုဘတ်ကိုအနိုင်ရရှိပြီးတဲ့နောက်မှာချင်းလူငယ် fighter Joshua Van Ha champion ကပတ်စင်ခေါ်ထုတ်သက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ချန်မျိုးသားကုံဆောင်ခြင်းပေးခဲ့သူ Joshua Van ရဲ့အောင်မြင်မှုကိုချီးကျူးကွန်ပျူတာချန်မျိုးသားတအူ CNF ကပြောဆိုလိုက်တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ကလေးမျိုးကနေဆင်ရအောင်ရင်ဖြစ်ချင်းတောင်ကိုတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ချင်းတော်လှရေးပူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထင်နာတယ်လို့လက်နက်ခဲရန်အများအပြားကိုလည်းချင်းပူပေါင်းတပ်ဖက်ကတိမ်စီရမိထားတယ်လို့စစ်ရေးတရင်ရင်ထံကနေသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဟာချင်းပြည်မြောက်ပိုင်းကိုဆင်အားဖြည့်ဖို့မေလ၁၈ရက်နေ့ကကလေးမျိုးကနေအင်အား900ဝန်းကျင်ဖြင့်ခြေတက်လာတာဖြစ်ပြီး ကလေးတိုင်းငင်ကြမော်ပီချေရွာနီမှာမေလ22ရက်နေ့ကစလို့ချင်းလန့်ကောင်ဆယ်နဲ့ချင်းညီနောင်တို့ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာမော်ပီချေရွာကနေရှေ့ဆက်မတိုးနိုင်မဲ့အထိုင်ချထားပြီးနောက်တိုက်ပွဲအတန်အသင့်ညင်ခဲ့ပေမဲ့ဂျွန်လာနောက်ဆုံးပတ်ကစလို့ချင်းတုံလှရေးပူပေါင်းတပ်တွေကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးဒီကနေ့အထိတိုက်ပွဲတွေပြင်းထန်နေကြတာလို့သိရပါတယ်။ တိုက်ပွဲအခြေအနေသိစိတ်ကိုတော့မသိရပါပဲစစ်ကောင်စီဘက်ကအထင်အပြင်း၁၀ရောက်ထက်မနည်းသေဆုံးမှုတွေရှိသလိုလက်နက်ခဲယံအများပြားကိုလည်းချင်းတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းဆည်းရမိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲအတွင်းဂျွန်လ26ရက်နေ့ကချင်းမြို့သားတမတော် CNA တပ်ဖွဲ့ဝင်ဆလိုင်းဟာကလေးနဲ့ဂျွန်လ29ရက်နေ့မှာ CDF CDM CN တပ်ဖွဲ့ဝင်ခိုင်ခိုင်တို့ကြဆုံခဲ့တယ်လို့သိရပါတယ် UFC flyweight တံကဘာအဆင့်တစ် Brandon Roberts ကိုထိုက်ထိုက်တန်တန်နဲ့အနိုင်ရရှိပြီးတဲ့နောက်မှာချင်းလူငယ် fighter Joshua Van ဟာ champion ခပတ် Singho ထုတ်သက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ဒါဟာ The Great 2000ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ UFC fighter တွေထဲမှာ Joshua Van ဟာအသက်ငယ်ဆုံးနဲ့ UFC champion ခပတ် Singho ထုတ်သက်ခွင့်ပထမဆုံးရရှိသူလည်းဖြစ်ပါတယ်။ American ပြည်ထောင်စု Las Vegas မြို့ T-Mobile Arena မှာမနေ့ကကျင်းပသွားတဲ့ UFC 317ပွဲစဉ်မှာသုံးချီထိုးတက်ရမှာပထမအချီမှာဘန်က Robert ကိုအသာစီးနဲ့ထိုးတက်သွားခဲ့ပြီးဒုတိယအချီမှာ Brandon Robert ကပြန်လဲအရှိန်ညစ်ထိုးတက်ခဲ့ပေမဲ့တတိယအချီပြီးခါနေမှာတော့ Van က Brandon Robert ကိုလဲချတဲ့အထိတိတ်တဆွာအသာစီးထိုးတက်နိုင်ခဲ့ပါတယ်။ ဒိုင်းတွေရဲ့အမှတ်ပေးဆုံးဖြတ်ခြင်းနဲ့ဂျိုရှာဗန်ကထိုက်တန်စွာအနိုင်ရရှိသွားတာဖြစ်ပါတယ်။ Brandon Rovers လို့ Ascent Warrior Fighter ကိုအနိုင်ရရှိခဲ့တဲ့ဂျိုရှာဗန်ဟာ Flyweight Champion Alexandre Pantoja နဲ့ Flyweight Champion Khabib Singhobe ထိုးသက်သွားမှာဖြစ်ပါတယ်။လက်ရှိ Flyweight Champion Alexandre Pantoja ဟာ UFC Champion တွေထဲမှာ Champion Khabib ကိုအရှိကြဆုံးကင်တွယ်ထားတဲ့ Fighter ဖြစ်ပါတယ်။ မြန်မာပြည်ပချင်းလူငယ် fighter Joshua Van ကတော့ပြီးခဲ့တဲ့ဇွန်လ9ရက် UFC 316မှာ flyweight ascension နဲ့က Brazil နိုင်ငံသား Bruno Silva ကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့ပြီးတော့လက်ရှိမှာတော့ UFC မှာ6ပွဲကစား10ပွဲနိုင်10ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်ခုလို UFC မှာနိုင်ပွဲတွေစတက်ရနေတဲ့အပေါ်မှာချစ်ခင်အားပေးဆွတောင်းပေးကြတယ်မိဘပြည်သူအားလုံးကိုကျေးဇူးတင်ကြောင်းလဲ Joshua Van ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ် ချင်းမြို့သားကုံဆောင်ခြင်းပေးခဲ့သူဂျိုရှွာဗန်ရဲ့အောင်မြင်မှုကိုချီးကျူးဂုဏ်ပြုပြီး အောင်မြင်မှုအလီလီဆက်လက်ဆွခုနိုင်စေကြောင်းချင်းမြို့သားတအူစီအန်ကဆန္ဒပြုလိုက်ပါတယ်။မြန်မာပြည်ပေါ်ချင်းလူငယ်ဂျိုရှွာဗန်ဟာဂျွန်လ29ရက်နေ့က American ပြည်ထောင်စု Las Vegas မြို့မှာကျင်းပတဲ့ UFC 317 Flyweight တံပွဲမှာကမ္ဘာအဆင့်တဲ American Fighter Brandon Royval နဲ့အကြိတ်အနယ်ထိုးတက်ခဲ့ရမှာ ထိုက်တန်စွာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲဖြစ်သူကမ္ဘာစင်တစ် Brandon Royval ဟာ Professional Fighter ဘဝမှာပြိုင်ပွဲပေါင်း24ပွဲထိုးသက်ရမှာ18ပွဲနိုင်9ပွဲရှုံးရလက်ပိုင်ဆိုင်ထားတဲ့အတွေ့အကြုံရင့်ကျက်သူ Fighter တမတူဖြစ်ပါတယ်။ ဒီလိုကမ္ဘာအဆင့်တဝိုင်းဖိုက်တာကိုချင်းဖိုက်တာဂျိုရှာဗန်ကအနိုင်ရရှိတဲ့အပေါ်အလွန်ကုန်ယုံမမြောက်ချောင်းအနာဂတ်ခရီးဆက်လက်တောက်ပါလျက် The Fearless ဆိုတဲ့အောင်မြင်မှုတရဖူးအလီလီစခုနိုင်ပါစေလို့ချင်းအမျိုးသားတအူ CNF ကဂုံပြူတဝလှပေးပို့ခဲ့တာဖြစ်ပါတယ်။ ချင်းပြည်ဝန်ကုန်ရမ်ဒေတာရီကော်ဒါမျိုးကတဆင်မီဇိုရမ်ပြည်နယ်ဘက်သို့ပို့ဆောင်မဲ့စိတ်ကြွစီပြများကို HPO CDF ဝန်ကုန်ရမ်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကရီကော်ဒါမျိုး live ပြန်ကိုင်း Battle Vanguard မှာ125စံကပြည့်မွေးရစေဝတ်တည်ဆောင်သူတဦးကိုဝန်ကုန်ရမ်ရဲတပ်ဖွဲ့နဲ့ဝန်ကုန်ရမ်အရန်တပ်ဖွဲ့တို့ကဖမ်းဆီးခဲ့တယ်လို့ဇွန်လ29ရက်နေ့က CDF ဝန်ကုန်ရမ်ကထုတ်ပြန်ပါတယ်။ ကလာတန်ဂျေရူပီငွေ56သိန်းခန့်ရှိတဲ့စိတ်ကြွစီပြား2သိန်း9000ကိုပယ်တဲချီရွာသားအသက်44နှစ်အရွယ်ဆလိုက်ဗန်ထွန်မောင်ထံကနေဖန်စီကြရာဖြစ်ပြီးတရားရုံးသို့ခေါ်ဆောင်ပြီးနောက်အချင်းထောင်ကိုပို့ဆောင်ခဲ့တယ်လို့ HPO CTF ဝန်ကြီးကထုတ်ပြန်ပါတယ် HPO CTF Forum အနေနဲ့မွေရစေဝတက်ဖြည့်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပြီးချင်းလူမျိုးတွေကိုလူမျိုးသုံးအောင်ဖြည့်ဆည်းနေတဲ့မွေရစေဝကိုဆက်လက်တိုက်ဖြတ်သွားမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မီလာတုန်းကလည်း recorder မျိုးအမှတ်နှစ်ရက်ွက် TPEC မူကြောင်းမှာပင်းဖြူစက်ပြဘူး၄၀၀ကျော်နဲ့စိတ်ကြွစီပြ6000ကျော်ကို CTF Forum ကဖန်ဆီးခဲ့ပါတယ်။ မွေးရဆွေးဝါးတက်ဖြည့်ရေးလုပ်ငန်းဆောင်ရွက်ရမှာပြည်သူတွေအနေနဲ့တက်နိုင်တဲ့ဖက်ကနေဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြဖို့ HPO CDF Forum ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်အခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတ်ကို short tight rocket down စေလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြံဖက်စစ်သားနဲ့သူတို့ရဲ့မိသားစုဝင်တွေအပါအဝင်22ဦးသေဆုံးသွားတယ်လို့ Children Rocket Brother ထံကနေသိရပါတယ်။ မုံရမြို့နာမခဌာနချုပ်ကိုဂျွန်လ29ရက်ညနေ9:30မိနစ်မှာ Chinton Rocket Brother က6ကြိမ်မြောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အရာရှိ2ဦးစစ်သည်12ဦးအရာရှိဇနီး၄ဦးတို့သေဆုံးတဲ့အပြင်စစ်တပ်ရုံ အတွင်းစစ်ကိုတောင်ပောက်ကွဲကထိန်းနှလုံးပျက်စီးခဲ့ပြီးစစ်ခန်းရုံနဲ့ရိတ်ခါကိုတောင်တွေ့ပါမိလောင်သွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရှော့တိုက်တုံးထိမှန်မှုကြောင့် ပြန်ထန်တန်အရာရှိကအရေးပေါ်တက်စီယုံကိုအရာရှိ၄ဦးစစ်သည်15ဦးနဲ့ပုံမှုကလေး2ဦးကိုညနေ6နာရီမှာပို့ဆောင်ခဲ့ရမှာဂျွန်လ28ရက်မှာအရာရှိ2ဦးစစ်သည်2ဦးပုံမှုကလေး2ဦးတို့ထပ်မံတည်ဆုံခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကိုချင်းတန်ရော့ကန်ကြီးနောက်မှာဦးဆောင်ပြီးမဟာမိတ်ဖြစ်တဲ့ချွန်မိုင်မိုင်ကနီနဲ့ anonymous hero children brother တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ် ကရင်မျိုးသားစီယုံခဲညူတမဟာသုံးနယ်မြေကြောက်ကြီးမျိုးနယ်အတွင်းအကျန်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၉လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ကရင်မျိုးသားစီယုံခဲညူကဒီနေ့ထုတ်ပြန်ပါတယ်။ဝက်ကူးတိုင်းညောင်လေးပင်ခရိုင်ကြောက်ကြီးမျိုးနယ်တဲကဟင်တာဝဲကြီးရွာကိုဂျွန်လ28ရက်နေ့လယ်ပိုင်းမှာ အကျန်းဖက်စစ်ကောင်စီလေတက်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။လေချောင်းတိုက်ခိုက်မှုကြောင့်နှစ်နှစ်အရွယ်ကလေး၂ယောက်နဲ့၁၂နှစ်အရွယ်ကလေးငယ်အပေါင်းဝင်အရက်သားပြည်သူ၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၉လုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့နယ်ဟင်းသာကြီးကျေးရွာကပြူစောတိစခန်းအပအဝင်စစ်ကောင်စီရဲ့ထိုင်းစခန်း၃ခုကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ကအရာခံဖို့အပအဝင်အယောက်၂၀ကျော်သေဆုံးခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ကျွန်းလ၂၈ရက်မနေ့ပိုင်းကရွှေဘုံမြို့နယ်ဘကဖအူဆောင်မှုနယ်ပူပေါင်းတပ်တွေဟာဟင်းသာကြီးပြူကျေးရွာစခန်းနဲ့စစ်ကောင်စီတပ်စခန်းကုန်းတို့ကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။ အစပါစကန်တုံခုမှာပြူစောတီနဲ့စစ်သားအင်အား80ကျော်ရှိပြီးဟင်သာကြီးပြူကြီးရရှိပြူပန်ကာငါခုကို အောင်မြင်စွာတင်ပတ်ရရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က18ရောက်တေဆုံခဲ့တာကိုတိုက်ပွဲဝင်ရဲဘော်တွေကမျက်မြင်အတည်ပြုနိုင်ခဲ့ပြီးအရာခံဘူတယောက်အပောင်းဝင်9ရောက်ထပ်မံတေဆုံခဲ့တာကိုနေမြေခန့်တွေရဲ့အတည်ပြုချက်အရသိရှိရတယ်လို့ရွှေဘိုမြို့နယ်ဘကဖကဆိုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်း3ပန်း18ရောက် ဖန်ဆီးရမိခဲ့ပေမဲ့ကလေးသူငယ်အမျိုးသမီးနဲ့တက်ကြီးရွယ်အိုတွေဖြစ်တာအပောင်းဝင်စစ်ရေးအခြေအနေတင်းမာလာမှုနဲ့နေမြေအနေအထားအရဘေးလွရာပြန်လဲလွတ်ပေးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ထံကနေလက်နက်ခဲယမ်းတချို့သိမ်းဆီးရရှိခဲ့ပြီးတော်လှန်ရေးပူပေါင်းတပ်ဖက်ကပကဖရဲဘော်နှစ်ယောက်ကြာဆုံးခဲ့ပြီးရဲဘော်၄ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ BOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။